လာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါရမယ်ပထမအဦးဆုံးတပုတ်အနေနဲ့တပင်းမျိုးနဲ့အိုထိန်ကွင်းရွာကြောင်းကို စစ်တပ်ဘုံကျဲចောင်းသားငင်နေဆ iam မများအပါဝင်ထိခိုက်ဒေဆုံးသူများတယ်လို့ကနဦးသိရတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ចောင်းကိုတဲ့တဲ့ပြစ်သွားတယ်။အလယ်လန်းចောင်းဆိုတော့ထိခိုက်မှုအများများတယ်။ကလေးတွေရောဆ iam မတွေရောပစီကြီးလိုပဲလို့ဒေသခံတအုပ်ကပြောပါတယ်။တပရင်မြို့နယ်ဦးထိန်ခွင်းရွာစတင်ចောင်းကိုစစ်ကောင်စီကမေလ7ရက်10နိုင်ဝင်းကျင်မှာလေးចောင်းမှဘုံကျဲပြီးကလေးငင်နေဆ iam မများထိခိုက်ဒေဆုံးမှုများပြားပြီးစစ်ကောင်စီကပစီကြီးလေးចောင်းတိုက်ခိုက်မှုကဲ့သို့နောက်ထပ်ဆင်ရဆွေးမှုကိုကျူးလွန်လိုက်ကြောင်းဒေသခံတွေကပြောပါတယ်။ ်ကျောင်းကိုတည့်တည့်ပြစ်သွားတာအလေလန်းကျောင်းဆိုတော့ထိခိုက်မှုအများများတယ်ကလေးတွေရောဆရာမတွေရောပစီကြီးလိုပဲလို့ဒေသခံတောင်းကပြောပါတယ်ထိခိုက်သေးဆုံးမှုများပြားပြီးစိုးရင်စရာအခြေအနေဖြစ်ကြောင်းတော်လိုင်းတပ်ဖွဲ့ဝင်တောင်းကပြောပါတယ်ကျောင်းသားနဲ့ဆရာဆရာမတွေအပါအဝင်ထိခိုက်သေးဆုံးမှုတွေများတော့လေအသေးစိတ်ကိုတော့မသိရသေးပါဘူးဒေသခံတွေကရှာဖွေကိစ္စအများပြုလုပ်စဉ်နောက်ထပ်လေကျောင်းအန်ဒီယန်ကိုလည်းစိုးရင်နေကြတယ်လို့ဒေသခံတချို့ကပြောပါတယ်အဆိုပါစတင်ကျောင်းကအမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနရဲ့ ဈာကာလပညာရေးစနစ်နဲ့ဒေသခံကျောင်းသားကျောင်းသူများကိုပညာသင်ကြားပေးနေတဲ့ကျောင်းဖြစ်တယ်လို့ဆိုပါတယ်စစ်ကောင်စီကအကြမ်းဖက်ပုံကျဲတိုက်ခိုက်မှုတွေအတွင်းတစ်ချိန်တည်းမှာဒုတိယဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့စကိုင်းတိုင်းကံပလူမျိုးပစီကြီးရွာလေးကျောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်က2023အေပီလ17ရက်ကဖြစ်ပွားခဲ့တာဖြစ်ပါတယ်အဲ့ဒီတုန်းကရုရှားနိုင်ငံထုတ်တိုက်လင်းရင်ရော့130နဲ့ပေါင်900ဖြန့်အပြင်ပုံနှလုံးကိုကျင်းချတိုက်ခိုက်ခဲ့ပြီး MI35 ရဟတ်ယာဉ်ပေါ်မှာဆက်တနက်များနဲ့ပတ်ချလဲပြန်တမ်းပစ်ခတ်ခဲ့ပါတယ်ကလေး ီးငွေ40မြို့သမီး24ဦးပါဝင်အရက်သား168ဦးတည်ဆုံခဲ့ပါတယ်။50ထက်မနည်းလေးကိုလဲအင်ကာများဆုံရှုံခဲ့ပြီးမတန်ဆွမ်းပေါ်ဝါရှောင်ခဲ့ရပါတယ်။ဗစီကြီးလေးကျောင်းတိုက်ခိုက်မှုအပါဝင်2023အာနာသိမ့်ပြီးနောက်ပိုင်းအရက်သားများတည်ဆုံခဲ့တဲ့တိုက်ခိုက်မှုတွေကို၎င်းတို့ကျူးလွန်ခဲ့ကြောင်းစစ်ကောင်စီကပြီးခဲ့တဲ့မလအတွင်းနေပြီးတော့ကိုရောက်ရှိနေတဲ့အယ်ဂျာစီယာသတင်းထောက်တွေရဲ့အင်တာဗျူးမှာပထမအဦးဆုံးချိန်ဝန်ခံခဲ့ပါတယ်။ ။ PDF တွေကိုတိုက်ခိုက်တယ်ဆိုပြီးကလေးများပါဝင်အချက်သားများထိခိုက်သိမ်းဆုံးနေတာကိုလက်ခံပါသလားလို့အင်္ဂလိပ်လိုမိတာကိုဗိုလ်ချုပ်စော်မင်းထွန်းကကလေးတွေအများကြီးပါတယ်ဆိုတာသူတို့ကတောင်းချမ်းသူအဖွဲ့အစည်းတွေနဲ့ဆက်ဆက်တဲ့အုပ်စုတွေတဲ့ပတ်သက်နေလို့ပါ။အဲ့ဒီတော့ဟုတ်တယ်ကျွန်တော်တို့တိုက်ခိုက်ခဲ့တယ်လို့ပြန်ကြားရေးတာဝန်ခံဗိုလ်ချုပ်စော်မင်းထွန်းကဖြေသွားပါတယ်။၎င်းကတိုက်ခိုက်မှုဆိုမှတော့ဘေးအတွက်စူးစူးရှိမှာပဲ။ဒါကစိတ်ရဲ့သဘောပဲ။ညှင်းဆန်လို့မရဘူး။ရှင်းပါတယ်။အကျန်းဖတ်မှုတွေနဲ့အကျန်းဖတ်သမားတွေကိုမထောက်ခံရင်တိုက်ခိုက်ခံရစရာအကြောင်းမရှိဘူးလို့ထပ်မံဖြေကြားသွားပါတယ်။ ငလင်းအကြောင်းပြပြီးအပြစ်ရကြေညာထားတဲ့စစ်ကောင်စီကလေကြောင်းပုံကျဲမှုတွေမြေပြင်ဆင်ရာတိုးချဲ့မှုတွေရပ်တန့်ခြင်းမရှိပဲနေပြည်တော်နဲ့ရန်ကုန်ကလွှဲပြီးကြံတိုင်းနယ်ပြည်နယ်တွေမှာအရက်သားပြည်သူများလူအစုလိုက်ပြုံလိုက်ရှိတဲ့နေရာတွေကိုပြစ်မှတ်ထားပြီးပုံကျဲမှုတွေစတိုက်ပြုလုပ်နေပါတယ်။အေပီလာ၁၂ရက်နဲ့အေပီလာ၂၃ရက်ကလည်းတပန်ရင်းမျိုးနဲ့ချက်ခတ်စင်းရွာဘုံကြီးကျောင်းနဲ့ကျင်းရွာတရွာကိုလေကြောင်းမှပုံကျဲရာကိုရင်သုံးပါပါဝင်၁၀ဦးတည်ဆောင်ခဲ့ပါတယ်။တပန်ရင်းမျိုးမှာစစ်ကောင်စီစကန်နေကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေက၂၀၂၄ခုနှစ် တင်ဩဂုတ်လ15ရက်ကစတင်ပြီးတိုက်ခိုက်ခဲ့ပြီးဩဂုတ်လ16ရက်နေ့မနက်မှာတမျိုးလုံးကိုသိမ်းပိုင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြင်းပြင်းထန်ထန်ပြုလုပ်ပြီးစစ်ကူများပို့ပြီးမြို့ကိုပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။စစ်ကောင်စီကတပရင်းမြို့မှာရဲစခန်းအာထခကျောင်းနဲ့နေရာတချို့မှာတဆွဲထားပြီးမြို့ကိုထိန်းချုပ်ထားနိုင်တော့လဲမြို့နယ်တွင်းရှိဒေသများစုကိုတော်လိုင်းတပ်ဖွဲ့များကထိန်းချုပ်ထားတယ်လို့သိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့စစ်တပ်ကလွဲပြီးလက်နက်ကင်ဖွဲ့များလက်နက်စွန့်ဖို့ဒေါ်သက်သက်ကင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အပြစ်ခတ်ရ ရစိမ်းမှာထာဝရငြိမ်းချမ်းရေးသို့ရောက်ရှိစေဖို့စစ်တပ်ကလွှဲပြီးလက်နက်ကင်ဖွဲ့စည်းများလက်နက်စွန့်ကြဖို့ပြည်သူရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဒေါ်သက်ခိုင်ကရှမ်းကုန်မြို့မှာကျင်းပပြုလုပ်တဲ့ပါတီသတင်းစာရှင်းလင်းပွဲမှာပြောဆိုပါတယ်။၎င်းကအဖြစ်ခန့်ရစိမ်းကနေထာဝရငြိမ်းချမ်းရေးကိုရောက်အောင်တမတော်ကလွှဲပြီးကြံလက်နက်ကင်ဖွဲ့တွေလက်နက်စွန့်ဖို့ကြိုးစားကြပါနိုင်ငံရေးစကားဝိုင်းကိုလာကြဖို့အဓိကပြောချင်ပါတယ်လို့ဆိုပါတယ်။နိုင်ငံရေးဖြစ်စဉ်မတည်ငြိမ်စေဖို့လှုံ့ဆော်ခဲ့တဲ့သူတွေကပြည်သူလူထုပြည်တွင်းရှိနိုင်ငံရေးသမားများစစ်တ တန်တဲ့နိုင်ငံတကာဆွတ်ဖက်မှုတွေလည်းပါဝင်နေကြောင်းပြည်သူများအမြင်ကျေဖို့လိုကြောင်းလည်း၎င်းကပြောပါရယ် ဒါအပြင်နိုင်ငံရေးပါတီကအစိုးရဖြစ်လာပြီးမှလှုပ်ဆောင်တဲ့ရွှေကောက်ပွဲမှာမတမာမှုဖြစ်လာဖို့အလားအလာရှိပြီးစစ်ကောင်စီပြုလုပ်တဲ့ရွှေကောက်ပွဲမှာတမာတမတ်ရှိတဲ့ရွှေကောက်ပွဲဖြစ်ကြောင်းဒေါ်သက်သက်ခိုင်ကပြောပါတယ်။လက်ရှိမှာ PPP ပါတီအနေနဲ့လာမယ့်ရွှေကောက်ပွဲမှာပါဝင်ရှင်ပြိုင်သွားဖို့ပြင်ဆင်နေပြီးရွှေကောက်ပွဲကတိကဝတ်ရေးဆွဲပြီးတင်ပြသွားမှာဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကဘာနက်မှာစစ်ပွဲတွေရပ်ဖို့ပုံရဟန်းမင်းအစ်စ်တောင်းဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပုံရဟန်းမင်းကြီးအစ်စ်ရဲ့ပထမဆုံးသောတင်းငွေဝေပြူမင်းကိုနဲ့မှာ ဘာတလွားကစစ်ပွဲတွေရတန်ဖို့တိုက်တွန်းတောင်းဆိုသွားခဲ့ပါတယ်။အမေရိကန်နိုင်ငံသားတွေထဲမှာပထမအဆုံးပုံရဟန်းမင်းဖြစ်တင်မြောက်ခံရသူပုတ်လီယိုကရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာရေးရဲ့အထောက်အခံသာသနာပိုင်ချုပ်နေရာအတွက်ပြီးခဲ့တဲ့သတင်းပတ်မှာရွှေကောက်ခံခံခဲ့ရပါတယ်။မေလ17ရက်နေ့မှာတော့ပုတ်လီယိုဟာဗာတီကန်မှာတနင်္ဂနွေဝေပြုအစီအစဉ်ကိုကြီးမွန်းခဲ့ပြီးကက်သလစ်ဘာသာဝင်တွေကိုမိန့်ခွန်းပြောခဲ့ပါတယ်။ပုတ်လီယိုရဲ့မိန့်ခွန်းထဲမှာတော့ရှူကရင်းရဲ့အတွန်းရှိငြိမ်းချမ်းမှုဂါဇာကမ်းမြောက်ဒေသမှာအပြစ်ခံရဲစင်းတွေကိုတောင်းဆို ဆိုသွားခဲ့ပါတယ်။ဒါအပြင်မေလ10ရက်နေ့တုန်းကအိန္ဒိယနဲ့ပါကစ္စတန်တို့ကြားအပြစ်ခတ်ရစရေးသဘောတူညီမှုရရှိသွားခဲ့တာကိုကြိုဆိုကြောင်းလည်းထည့်သွင်းမိန့်ကြားသွားခဲ့ပါတယ်။ဂါဇာမှာကြုံတွေ့နေရတဲ့ဖြစ်ရပ်တွေအတွက်လိုင်းလိုင်းလေးလေးနာကျင်မိကြောင်းပေါလီယိုကပြောကြားခဲ့ပြီးယူကရိန်းမှာ စစ်မှန်နဲ့မှန်ကန်တဲ့တည်ငြဲတဲ့ငြိမ်းချမ်းရေးမျိုးရရှိစေသည်လို့လဲဆိုပါရယ်။နောက်ပြီးအိန္ဒိယနဲ့ပါကစ္စတန်ကြားကသဘောတူညီမှုတည်မြဲစေဖို့လဲဆန္ဒပြုခဲ့ပါရယ်။ဒုတိယကမ္ဘာစစ်ရဲ့ကြီးကွဲစရာဖြစ်စုံတွေကလွန်ခဲ့တဲ့နှစ်20ကပြီးဆုံးခဲ့ပြီဖြစ်ကြောင်းဒါပေမဲ့မျက်မှောက်ကာလမှာတော့တတိယကမ္ဘာစစ်ကိုဒေတာအစိပ်ပိုင်းတွေကွဲပြီးဝမ်းနည်းစရာတွေ့ကြုံနေရကြောင်းအရှင်ကလေးကအကြိမ်ကြိမ်တောင်းဆိုဘူးသလိုပဲကမ္ဘာပေါ်ကဩဇာအာဏာကြီးမားတဲ့ပုံကိုယ်တွေနဲ့စစ်ပွဲတွေကိုရပ်တန့်ဖို့တောင်းဆိုလိုကြောင်းပုတ်လီယိုကပြောကြားသွားပါရယ်။ပုတ်ဟန် မင်းကြီးဟောင်းပုပ်ဖရန်စစ်ကွယ်လွန်သွားပြီးရင်နောက်ဗာတီကန်နန်းတော်မှာလီဟိုဝက်စီဝေးနှစ်ရက်တာကျင်းပပြီးရင်နောက်ပုံရဟမင်းအစ်စ်ကိုတင်မြောက်လာခဲ့တာပါ ပုန်လီယိုကမေလာဆယ်ရနေ့တုန်းကပုန်ဖရန်စစ်ကိုမြုံနံထားရာတင်းကျိုင်းနေရာကိုလည်းတွားရောက်ဝတ်ပြုအယူသည်ပေးခဲ့ပါရယ်ပုန်လီယိုကိုပုန်ဟန်မင်းစီအသည့်ဖြစ်တရားဝင်အခမ်းအနားနဲ့တင်မြောက်မှုကိုတော့မေလာ၁၈ရက်နေ့ကျရင်ဗာတီကန်နန်တော်မှာရှိရဲစိန့်ပီတာရှင်ပြင်မှာကျင်းပပြုလုပ်သွားမယ်လို့သိရပါရယ်နောက်ထပ်တစ်ပုန်အနေနဲ့ရန်ကုန်တက္ကသိုလ်မှာကတိကဒဝင်းအောင် PDF ဖန်ဆီးခံရခြင်းမဟုတ်ပဲအေအေနဲ့ကြိုတင်ကြံစီပူပေါင်းကျင်းတာဖြစ်တယ်လို့စစ်ကောင်စီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်အဝေးတင်တက္ကသိုလ်တတ်တာပီတာဌာနကတိကဒဝင်းအောင် င်က PDF တွေဖမ်းဆီးခံရတာမဟုတ်ပဲအရခတက်တော်ကြီးနေပူပေါင်းသွားတာဖြစ်တယ်လို့အစံဖက်စစ်ကောင်စီကမနေ့ကညပိုင်းမှာသတင်းထုတ်ပြန်ပါတယ်စစ်ကောင်စီရဲ့ပြည်ညာရေးဝန်ကြီးဌာနရှန်ကုန်ဝေးတင်တက္ကသိုလ်တတဗီရဌာနကတိကဒေါ်ဝင်းအောင်ကအေအခြေပြုရာနေမြေတွင်းရှိပြည်ညာရေးဆိုင်ရာလုပ်ငန်းတွေမှာပူပေါင်းကူညီနိုင်ဖို့အတွက်ကြိုတင်ကြံစည်လှုံ့ဆော်ခဲ့တာဖြစ်တယ်လို့စစ်ကောင်စီကဆိုပါတယ် ကတိကတော်ဝင်အောင်ကမေလ9ရက်မှာစလင်ကြီး PDF ရဲ့ချိန်ဆမှုနဲ့မိထီလာမျိုးကနေစလင်ကြီးမျိုးနဲ့ကြားတက်ခြင်းရွာကိုတွားရောက်ခဲ့ပြီးအဲဒီကတဆင်အေးအဖွဲ့နဲ့ချိန်ဆပူးပေါင်းသွားတယ်လို့ဆိုပါတယ်။တော်ဝင်အောင်ကငလင်ကြောင့်တက္ကသိုလ်ဝင်တန်းဖြစ်ရမယ့်ကျောင်းသားကျောင်းသူတွေကိုအနီးကပ်တင်ကြားဖို့မေလ10ရက်မှာရန်ကုန်တက္ကသိုလ်ကနေအခြားတက္ကသိုလ်ဆရာဆရာမတွေနဲ့တူမိထီလာတက္ကသိုလ်ကိုရောက်ရှိခဲ့ပြီးမေလ2ရက်နေ့မှာအာတာကနှင့်ပျော့ဝဲမှာတင်ကြားပို့ချမှုတွေလုံဆောင်ခဲ့တယ်လို့ဆိုပါတယ်။မေလ9ရက်မနက်ပိုင်းမှာတော့တော်ဝင်အောင်ကမိထီလာတက္ကသိုလ်ကနေပျော့ဝဲ မျိုးကိုမထွက်ခွာမီမိတ်ဆွေတွေနဲ့တွေ့ဆုံဖို့အကြံပြချက်နဲ့အဖွဲ့ကောင်ဆောင်ဖြစ်သူဒေါ်မမူအေးစီဖုန်းနဲ့ခွင့်တိုင်ခဲ့ပြီးမြေပုံမှန်တင်နန်းစင်းချိန်ထိတာဝန်ကျတဲ့နေရာစီရောက်ရှိမလာပဲအကြောင်းမဲ့ပြက်ကွက်ခဲ့တယ်လို့ဆိုပါတယ်။ တဝင်းအောင်ပြောင်းဆောင်မှုနဲ့ပတ်သက်ပြီးစုံစမ်းခဲ့ရမိထီလာတက်ကတော့ CCTV မှတ်တမ်းရမေလ9ရက်မနေ့ပိုင်းမှာသူနေထိုင်ရအဆောင်ကနေထွက်ခွာသွားပြီးနောက်တက်ကတော့အနီးရှိအာယုံဦးလက်ဖက်ဆိုင်မှာတယောက်ထဲမှာနဲ့စာစားခဲ့ပြီးလက်ဖက်ဆိုင်ရှင်ရောက်ရှိနေတဲ့ Toyota Passo ခဲရမော်တော်ယဉ်ပေါ်မိမိတဘောဆန္ဒနဲ့လိုက်ပါသွားခဲ့တာကိုစစ်စစ်တွေ့ရှိရတယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တဝင်းအောင်ကရခိုင်ပြည်နယ်စစ်တွေမျိုးမှာမွေးဖွားခဲ့တဲ့ရခိုင်လူမျိုးဖြစ်ပြီးငယ်စဉ်ကလေးကစစ်တွေမျိုးမှာပညာသင်ကြားခဲ့တဲ့တက်ကတော့ဆရာမအဖြစ်တာဝန်မထမ်းဆောင် မီကာလာရီမှာစစ်တွေမျိုးရှိမူလာတန်းနဲ့အထက်တန်းကျောင်းတွေမှာတာဝန်ထမ်းဆောင်ခဲ့ပူတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။